မအောင်မြင်သော68 residence အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်ကျွေးတင်ကပြန်လည်ပေးဆက်နိုင်ခြင်းမရှိသည့်တသက်ခိုင်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှပယ်ဖျက်ခံရရန်ကုန်မြို့တွင်မအောင်မြင်သော68 residence အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်ကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှပယ်ဖျက်ခံရကြောင်းနိုင်ငံရေးအတိုင်းအတုညလိုင်းကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် ကဘာအေဖီယာလန်နှင့်ဆီယာဆန်လန်တောင်ရှိ68 residency အင်ယာစီမန်ဂိန်းကိုတတ်တက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်ထန်မှငွေကျပ်ဘီလီယံတရာကျော်ချင်းငှားခဲ့ကြောင်းသို့ရာတွင်68 residency အင်ယာစီမန်ဂိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခန့်အနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဗန်မှချီးယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရသည် လွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းတတ်မှတ်ချက်မှာလူမွေးအဖြစ်တက်ဆိုင်ရာတရားရုံးဤကြီးညာခံထားရခြင်းမှာလွတ်မြောက်ခွင့်မရသေးသူဆိုတာပါတယ်အဲ့ဒီတော့ဒေါ်သက်သက်ခိုင်ကိစ္စကလူမွေးတော့မကြညာခံရသေးတော့လေအကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အရေးချင်းတတ်မှတ်ချက်နဲ့ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေးအဖြစ်ကြညာခံရတာမျိုးလည်းရှိလာနိုင်တရားဒါကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကနေပယ်ဖြတ်ခြင်း မပယ်ဖြတ်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကျင်လုံတရားအပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရေးအတိုင်းအတုများတိုင်းကတုံ့တက်ပြောဆိုသည်ရန်ကုန်မြို့ဗဟန်းမြို့နယ်ဆရာဆန်လန်းနှင့်ကဘာအေးဖျားလန်းရှိမြေတအေကပေါ်တွင်တည်ဆောက်ခဲ့သော28ထပ်အမြင့်ရှိ68 residence အဆင့်မြင့်ကွန်ဒိုကို Nilay Development Company ကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီးတသက်ခိုင်နှင့်အောင်ကျော်ဝင်းမှအဆိုပါကုမ္ပဏီ၏ဥက္ကဋ္ဌနှင့်ဒါရိုက်တာများဖြစ်ကြသည်ကီတူရှိဆောင်ပါတီ ဥက္ကဋ္ဌတသက်ခိုင်မှာလာမည့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမတ်နှစ်မှဝင်ရောက်ရှင်ပြိုင်ရန်လျှောက်လွှာတင်သွင်းခဲ့ပြီးကင်းဤမဲဆန္ဒနယ်တွင်ဗဟန်းကမာရွတ်အလုံးစမ်းချောင်းကြည့်မြင်နိုင်လှိုင်းမယန်းကုံမြောက်ဥက္ကလာပမြို့နယ်သို့ပါဝင်သည်တသက်ခိုင်ဤပါတီမှာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်သည့်တသက်ခိုင်သည့ 2015ခုနှစ်တွင်မော့တပါတီ၏တကုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး2016ခုနှစ်တွင်မော့ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်သည်2016ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီမှ အမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွက်ခွက်လန့်အောင်ရှုံးနိမ်ခဲ့သည်တသက်ခိုင်မှာ2020တအာနာသိမ်းမှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်တွင်ဟိုတယ်နှင့်ခီးတွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲထပ်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရသည်ကျွန်မတို့လောင်ထားတဲ့လူတွေလည်းရှိရပါလေအဲဒီမှာပါလဲဆို USDP နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်အဲကျမကပေါ့နော်ဟိုဟို အချုပ်ချာအာနာပိုင်တဲ့နိုင်ငံတိုင်းမှာတမရော်ဆိုတာအချုပ်ချာအာနာကိုစောင့်စောင့်စောင့်ထိုင်းတဲ့တမရော်ဆိုတာရှိကိုရှိရပါတယ်ဆိုတော့တမရော်ကိုတမရော်ကိုကျမတို့ကတမရော်လို့အတိမပြုတာကိုပြီးလို့ရှိရင်ရက်ဖက်တက်ဖက်ဆက်ဆံရေးကိုကျမတို့အာလက်ခံတာပေါ့နော်အားပေးတာအတူတူပူးပေါင်းဆောင်ရွက်မယ်အတူတူလက်တွဲပြီးဆောင်ရွက်မယ်တိုင်းပြည်တိဆောက်တဲ့နေရာမှာဆိုလို့ရှိရင်အစိုးရနဲ့ပြည်သူနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မယ်အစိုးရဆိုတဲ့အထက်မှာ တက်မတော်လဲပါသလိုရဲတပ်ဖွဲ့လဲပါတယ်ပေါ့နော်စသဖြင့်ဒီလိုတွေလဲပါတော့ဒီလိုပူပေါင်းဆောင်ရွက်มาပဲတိုင်းပြည်တစ်ခုကအောင်မြင်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကိုပဲဘောမတယ်လို့ပြောတယ်ဆိုလဲဘောမတယ်ပေါ့နော